ိုယ့်ရဲ့လုပ်ငန်းနောက်တဆင့်တက်ဖို့အတွက်အရေးကြီးဆုံးလူကဘယ်သူလဲများသောအားဖြင့်ကျွန်တော်တို့ကအဲ့ဒီအဖြေကိုစဉ်းစားတဲ့အခါမှာပြင်ပပညာရှင်တွေတခြားသူတွေဒီလုပ်ငန်းကိုနောက်တဆင့်တက်ဖို့ကူညီပေးနိုင်လိမ့်မယ်လို့ခံယူကြတယ်တကယ်တမ်းကျတော့အဲ့ဒါမှားပါတယ်ကိုယ့်ရဲ့လုပ်ငန်းနောက်တဆင့်တက်ဖို့အတွက်အရေးကြီးဆုံးလူကတော့အဲ့ဒီလုပ်ငန်းကိုဦးဆောင်နေတဲ့လူပါပဲ အဲ့ဒီလုပ်ငန်းကိုဥဆောင်နေတဲ့လူက မြင့်မှသာ နောက်တစ်ဆင့်ကိုကျွန်တော်တက်နိုင်မှာအဲ့ဒီလုပ်ငန်းကမြင့်လာမှာဖြစ်ပါတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေလည်းကိုယ့်ရဲ့လုပ်ငန်းနောက်တစ်ဆင့်တက်ဖို့ဆိုလို့ရှိရင်ကိုကိုယ်တိုင်တစ်ဆင့်မြင့်ဖို့လိုပါတယ် ဘလို့ဆက်ရှိနေတဲ့အနေအထားရောက်နေတဲ့အနေအထားကိုကိုကကျေနပ်နေမယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်တက်ဖို့အတွက်ခက်ပါလိမ့်မယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကိုယ့်ရဲ့အလုပ်ကိုနောက်တစ်ဆင့်သွားနိုင်ဖို့ဆိုလို့ရှိရင်တော့လုပ်ငန်းရှင်ကိုယ်တိုင်ကိုယ့်ရဲ့အဆင့်တစ်ဆင့်ကိုမြင့်မား next step ကိုသွားနိုင်ဖို့အတွက်ကျွန်တော်တို့ကြိုးစားပါ။အဲ့လိုကြိုးစားဖို့ဆိုလို့ရှိရင်တော့အရေးကြီးတာဒီကျွန်တော်တို့ကပါလဲဆိုတော့လေ့လာသင်ယူမှုတွေလုပ်ပါ။ business နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ business နဲ့ပတ်သက်တဲ့ skill တွေကျွန်တော်တို့နောက်တစ်ဆင့်မြင့်အောင်လုပ်ပါ။အဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုပ်ငန်းကနောက်တစ်ဆင့်တက်ပါလိမ့်မယ်။ကျွန်တော်ကိုယ်တိုင်လည်းအရင်ကပိတ်နေတာကိုပိတ်နေတော့ ကျွန်တော်ကိုယ်တိုင်လည်းနောက်တစ်ဆင့်မတက်နိုင်ဘူးကျွန်တော်ကိုယ်တိုင်နောက်တစ်ဆင့်မတက်နိုင်တဲ့အတွက်ကျွန်တော်ရဲ့လုပ်ငန်းကလည်းနောက်တစ်ဆင့်မတက်နိုင်တော့ဘူးဒါကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းနောက်တစ်ဆင့်တက်ဖို့ဆိုလို့ရှိရင်တော့ဥဆောင်တဲ့သူတွေကိုယ်တိုင်ကြိုးစားဖို့လိုပါတယ်ကိုယ့်ရဲ့ skill တွေဖြည့်ဖို့လိုပါတယ်ကျေးဇူးများတင်ပါတယ်